ကျွန်တော်မိတ်ဆွေများလုံးမင်္ဂလာပါကျွန်တော်ကဒီနေ့ပြုံးလင်းမြို့ရဲ့တတိတနန်းလို့ခေါ်ဆိုထားတယ်ဒါကျွန်တော်ဒါတင်စားထားတယ်တတိတနန်းအနီးစခန်းကိုရောက်ရှိနေတယ်အဲ့ဒီအနီးစခန်းမှာမှာဒါကျွန်တော်တို့ ူရန်လာပြီးတော့မှ36,500နဲ့အရောင်းပွင့်ထားတဲ့ဟိုနောက်မှာမြင်တွေ့နေရတဲ့အိမ်တစ်လုံးကိုကျွန်တော်ကဒီနေ့ရောင်းချပေးမှာဖြစ်ပါတယ်။အဲ့လိုပစ္စည်းကောင်းကောင်းလေးတွေအိမ်ကောင်းကောင်းလေးတွေ့ရဆိုရင်ကျွန်တော်မိတ်ဆွေတွေရဲ့လက်ထဲကိုထည့်ပေးချင်တာတကယ်ရဲ့တကယ်တကယ်ကိုကျွန်တော်ရဲ့စေတနာဖြစ်ပါတယ်။အဲ့တော့ဒီအိမ်ကိုကျွန်တော်ကလည်းကျွန်တော်မိတ်ဆွေလက်ထဲကိုကျွန်တော်အရောက်ကိုပို့ပေးချင်လို့အတွက်ကျွန်တော်ကဒီ vlog လေးကိုရောက်ပေးချင်ဖြစ်ပါတယ်ခင်ဗျ။ကျွန်တော်ကတော့တောက်တာစိုးမှုပါ။ မင်းမြို့မှာဆိုရင်ဒီကျွန်တော်အနည်းစကန်းဆိုတာအရန်ကိုလူကြိုက်များပြီးတော့မှအရန်အဝယ်အရန်ကောင်းတဲ့နေရာလေးတနေရာရက်ွက်ကြီးတစ်ခုဖြစ်နေတယ်ပြီးတော့နောက်တစ်ခုကဒီအင်းလေးဆိုရင်တနေရာအရန်ကောင်းလားဒါကျွန်တော်တို့မန္တလေးလမ်းရှိုးလမ်းမကြီးရှိတယ်အဲ့ဒီဘေးမှာဒါကျွန်တော်ဓာတ်တော်ကြိုင်ဆိုတဲ့မုတ်ဦးကြီးရှိတယ်အဲ့ဒီမုတ်ကနေဝင်လာပြီးတော့မှဒီဘက်ရှေဘောစုလမ်းတွေတုံးဆိုတာနဲ့ကျွန်တော်တို့ဒါချုပ်ခွေးလိုက်တာနဲ့အခုမြင်တွေ့နေရတဲ့ အင်ဖြူဖြူစီကိုညှိုးစရာမလိုဘဲနဲ့ဒဲပောက်သွားတယ်ဒါကျွန်တော်လက်မဆုပ်သေးရန်ကောင်တဲ့အိမ်တစ်လုံးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ပြုံးနေမြို့မှာရှိတဲ့ခိုင်မာသေးချာမှန်ကန်တဲ့မြေလေးတွေနဲ့အိမ်လေးတွေကိုပဲအဓိကရောင်းချပေးနေတဲ့ဒေါက်တာဆုံးမဖြစ်ပါတယ်အုတ်တိုင်းနေရာစားဒီလိုဒူးတယ်ကောင်းကောင်းနဲ့တိတိကျကျခိုင်ခန့်ဆောက်ထားတာကျွန်တော်တွေ့ရတယ်ဒီမှာ တကားပေါက်မီသီလေးတွေရောပြီးတော့တကားပေါက်ကလေနှစ်ပေါက်ဒီဘက်ဆိုရင်ကျွန်တော်တို့ကလူဝင်တဲ့တကားပေါက်ဖြစ်မယ်ဒီဘက်ဆိုရင်ဒါကျွန်တော်တို့ကကားတွေပါလေဝင်ဖို့အတွက်တကားပေါက်ဖြစ်မယ်ခြံလေးကတောင်းခွက်ဖြစ်ပါတယ်ခင်ဗျာအလှည့်ရတော့ကျွန်တော်တို့ဒီဘက်ကတောင်းလည်းဖြစ်တယ်ဒီဘက်ကကျွန်တော်တို့ကအရှိလည်းဖြစ်တယ်တောင်းခွက်ဖြစ်ပါတယ်တိနရကဒါကျွန်တော်ပြုံးလင်မြုပ်ရက်ွက်ကြီးဆက်ခွန်အနည်းစခန်းလုံးဝတတိတနအနည်းစခန်းမှာတရှိတယ်ရွှေဘိုစုရက်ွက်အောင်စရလမ်းသွဲ၃မှာတရှိတယ် အခုမြင်တွေ့နေရတဲ့အိမ်တလုံးကိုကျွန်တော်က3650နဲ့ဒီနေ့အရန်ဖွင့်ပေးမှာဖြစ်ပါတယ်ခင်ဗျဒီအိမ်လေးကလေညဆိုရင် lighting တွေနဲ့အရန်ကိုလာတယ်မှာအပြင်မှာလည်းကြည့်လိုက်အောင်ဒီလိုလေးမီးသီးလေးတွေနဲ့လုံးဝမေမျိုးရဲ့ vibe ကိုအပြည့်ဝရရှိအောင်တရားလေးတိစောက်ပေးထားတဲ့ဒါကျွန်တော်တို့ modern house အိမ်လေးတလုံးဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာဆိုရင်ဒါကျွန်တော်တို့ဒီ portico ရဲ့အောက်မှာဆိုရင် car seat မလုံးလေလုံးအေးစေးထုတ်လို့ရတယ်ပြီးတော့ဒီနေရာမှာလည်းနောက်ထပ်ကားစီးထုတ်လို့ရတယ်ပြီးတော့တစ်ပင်ပတ်မှန်လေးစိုက်ပြူးနေတယ်ဆိုရင်လည်းအခုဒီမှာတွေ့လားအခုလက်ရှိအင်ရှင်နေနေတဲ့အတိုင်းတို့ဘန်းအုံးလေးတွေနဲ့ကျွန်တော်တို့ဒါတစ်ပင်ပတ်မှန်လေးတို့တယူတရနဲ့တစ်ပင်ချာစိုက်ပြူးလို့ရနိုင်တယ်ပိုင်ဆိုင်မှုအားကောင်းတဲ့ကျွန်တော်တို့ဒါဆာရဆာနဲ့အားကောင်းတဲ့မြေပေါ်မှာတိဆောက်ထားတဲ့အိမ်တစ်လုံးဖြစ်ပါတယ်ခင်ဗျဒီနေရာကဒါကျွန်တော်တို့အေဂန်လေးအေဂန်လေးရလေလေစက်တီရရှိရှိနဲ့တိတိကျကျချစ်ချစ်လေးလေးကျွန်တော်တိဆောက်တာတွေ့ရမယ် ဒီခုံကြီးကတော့ဒါအင်ရှင်ရဲ့အသင်းနှလုံးလို့ပြောတယ်မပေးတော့ဘူးတဲ့ဒါပေမဲ့ဒီတိုင်းလေး setting လေးချထားတာကိုကျွန်တော်ဒါပြသခြင်းဖြစ်ပါတယ်ပြီးတော့ဒီနေရာမှာဆိုရင်ဒါကျွန်တော်ဒါ TV စင်လေးတွေအဲ့လိုလေးတွေပါမယ်ပြီးတော့ကျွန်တော်ရဲ့ဒီဘက်အချက်မှာဆိုရင်ဒီလို corrector ကြက်ကြဲလေးနဲ့ဘယ်ဘက်ချက်မှာဆိုရင် master bedroom ကြက်ကြဲတစ်ခန်းရှိရယ်လက်တလုံးကဒီလေးကအင်ရှင်နေနေနေရယ်ဆိုတဲ့အခါကျတော့ကျွန်တော်တော့အခန်းထဲကိုကျွန်တော်ဝင်မပြတော့ဘူးဒီဘက်ခန်းကတော့ဒါကျွန်တော်တို့ ဲ့တယ်ဒီပါရနားဖို့အတွက်ဒုံမဟုတ်ဒါနောက်ထပ်စင်ကာပူတော့အခန်းကြီးစီလေးတစ်ခန်းရှိပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ဒီဘက်ကိုတက်ကြည့်နိုင်ငံတွေမှာလည်းဒီလိုအလားစင်တာလေးတွေအစားအရန်ကိုချစ်စရာကောင်းတယ်ပြီးတော့လေကားရဲ့အောက်မှာလည်းဒါကျွန်တော်တို့ဒါဖနှက်စင်လေးတွေနဲ့တည်တည်ချာချာလေးတိစောက်ပေးရတယ်ပြီးတော့ဒီလိုလေးအောက်မှာမီးဆက်လေးတွေပါလေးထားဖို့အတွက်လည်းဒီအခန်းကလေးတစ်ခန်းပါတယ်ပြီးတော့ဒီ area ကတော့ဒါကျွန်တော်တို့အင်ရှင်မတွေအကြိုက်ဒါ ချက်ပြုတ်ပြင်ဆင်လို့ရနိုင်တဲ့ဒါဒိုင်းနေရင်ကိချန်တွဲထားတဲ့တွဲရဲ့ပုံစံအနေထားပေါ့နော်ဒီမှာကျွန်တော်တို့ဒါမီးဖို့တွေဆိုလဲ gas နဲ့ဒါပကံစိုးစင်နေဆိုလဲအကြီးဒီလိုလုံလုံရေးတမ်းမန်းနေလဲအကုန်ပါတယ်ပြီးတော့ပစ္စည်းပစ္စည်းအရေးတင်ဖို့အတွက်ဆိုလဲဒီလိုလေးဗီဒီယိုတွေနဲ့ဒါတွေကတော့ကျွန်တော်တို့ဒါရောက်နေမှာပါတယ်ထားပေးခဲ့မယ်ထမင်းစားတဲ့ area လေးရောဒီနေရာလေးဖြစ်မယ်အကုန်အဆင်ပြေတယ်ပြီးတော့ဟိုမှာတို့လာတကားပေါ့သူကတော့ဒါအများဆုံးရေချုပ်ကန်းအိမ်ဒါ common ပေါ့အကျည်ကြီးပဲရေဘူးရေးလဲပါတယ်အကုန်အဆင်ပြေတယ်ကဲဒါဆိုရင်ကျွန်တော်တို့အပေါ်တက်ကြည့် ဒီမှာထူးခြားတဲ့အချက်ကကျွန်တော်ဒါလင်းပြီးတော့စိတ်ကိုကြည်လင်တဲ့ feeling ကိုကျွန်တော်ရရတယ်။အလင်းအောင်အားရဖို့အတွက်ကိုလည်းဒီလိုလေးတိတိကျကျလေးဒီဇိုင်းဆွဲပြီးတော့မှအလင်းအောင်အားတိတိမိမိရဖို့အတွက်ကိုတိစောက်ထားအောင်တွေးမြင်ရတယ်။ပြီးတော့လေနောက်တစ်ခုကျွန်တော်သတိထားမိတဲ့အချက်ကတအိမ်တော့ကျွန်တော်ဒါလှပတဲ့ကြွေပြားတွေနဲ့ဒါခင်းထားတယ်။လေကားတွေဆိုလည်းကြွေပြားတွေပဲဒီဘက်အိမ်ရဲ့ကျမ်းမြင့်နေဆိုရင်လည်းကျွန်တော်ဒါကြွေပြားတွေနဲ့လှလှပပါလေးတိကျလေးခင်းပေးထားတယ်။ဒီ area ကဖျားရဲ area ဖြစ်ပါတယ်ခင်ဗျာ။ တက်ပယ်လိုက်တာမျက်နှာကျက်တယ်ဆိုလဲအမြင်လုံးဝကြီးကြီးလင်းလင်းနဲ့နှွေးထွေးတဲ့ခံစားမှုမျိုးရတယ်ပြီးတော့အပြင်မှာဒီလိုဝရဏကြီးကြီးလေးလက်တစ်ခုပါသေးတယ်ဝရဏကြီးကြီးတို့တပတ်ကြီးတပတ်ကြီးတပတ်ကြီးအဲ့လိုအရန်ကိုသဘောကျပြီးတော့မှချိန်လိုက်တာကဲဒီနေရာလဲဒါကျွန်တော်တို့လူငယ်တွေအကြကျွန်တော်တို့လိုလူငယ်တွေအကြအေးစေးစေးလေးအနားယူလို့ရတယ်တငယ်ချင်းတွေနဲ့အတူတူဒီမှာစာမေးတော့မယ်စကားပြောမယ်ပတ်ဝန်းကျင်ကြည့်မယ်ခံစားမယ် အရန်ကိုအစဉ်ပြေပြီးတော့မှလှပတဲ့ဒါအိမ်လေးတစ်လုံးမှာတည်ရှိနေတဲ့ဒါဒီလိုလေးဝရဏကြီးရဲ့တစ်ခုဖြစ်တယ်ပြီးတော့ဒီအိမ်မှာလေးအသာချက်တစ်ခုကအိတ်ခမ်းနဲ့အိမ်ခမ်းနဲ့အောင်လဲဒီလိုဝရဏတွေနဲ့ကျွန်တော်တို့ဒါ join ပေးထားတယ်ကျွန်တော်ဆိုရင်ဒီမှာဒီအိတ်ခမ်းကိုတိတ်သဘောကြပါဘာလို့ဆိုဝရဏကနေပြီးတော့မှဒီလိုပြန်ဝင်လို့ရတယ်အိတ်ခမ်းနဲ့ဝင်သွားမယ်ကားကလည်းမတူလားအိတ်ခမ်းနဲ့ဒီဝရဏကို join ထားတာဒီလို slide door လေးနဲ့အကျည်ကြီးပဲအခန်းကြီးอ่ะ ီအိမ်မှာဒီအခန်းအကျယ်ဆုံးနဲ့အကောင်းဆုံးလို့ပြောလို့ရတယ်ဒါပေမဲ့တခြားအိမ်ခံတွေလည်းကျွန်တော်တိုက်တယ်အဝေးလက်ကလည်းသူရဲ့ partition နဲ့ခွဲထားတဲ့ဒီနေရာမှာရှိတယ်ပြီးတော့ရေချိုကအင်တာကလည်းပစ္စည်းကောင်းတွေပဲတုံထားတဲ့အပြင်မှာတခုရှိတယ်ပြီးတော့ဒီလိုလေးထွက်လိုက်ပြီးတော့မှဒီဘက်အခန်းမှာဆိုရင်ဒါကျွန်တော်ဒါဝန်ထမ်းတွေသုံးဖို့ပစ္စည်းတွေထားဖို့အတွက်အခန်းတစ်ခန်းဖြစ်တယ်ပြီးတော့ဒီဘက်မှာကြတော့နောက်ထပ်အခန်းတစ်ခန်းဖြစ်တယ်အရန်ကိုလှပပြီးတော့မှပြုံးလေမျိုးရဲ့အလားတစ်ခုလုံးခံစားလို့ရနိုင်တဲ့ဒီလို့ relevance area ကြီးကြီးတခုလဲပါတယ်လှလိုက်တာကျွန်တော်ဒီအမှာအကြိုက်ဆုံးနေရာကခုနမိမဆရာဘယ်တော့တခန့်ရဲ့ဒီဘားကောင်တာလေးရှိတဲ့ဒီအပေါ်က relevance area ခန့်လေးရအရင်ကြိုက်တာကျွန်တော်အဲ့ဆိုရင်လဲဒီလိုလေးဖွဲ့စည်းထားမယ်လို့ကျွန်တော်ကငိုရဲဆက်ကူးရှိတယ်မိမျိုးရဲ့ vibe feeling ကိုအပြည့်အဝရရှိတယ်ဟိုမှာစိတ်ညှို့နေတဲ့တောင်တန်းအလှတွေကိုလဲမိမိရဲ့ကိုယ်ပိုင်အင်လေးကနေခံစားလို့ရနိုင်တယ်။အရန်ကိုပြည့်စုံကောင်းမွန်တဲ့အင်လေးတစ်လုံးမျိုးကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ကလေလက်ထဲအရောက်ထည့်ပေးခြင်းပါတယ်ခင်ဗျ။ ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါ။